ီဂိမ်းစ်ပိတ်ပွဲအခမ်းအနားကိုလာရောက်ကြည့်ရှုဖို့အတွက်ပရိသတ်တွေစိတ်ပါဝင်စားပေမဲ့လက်မှတ်တွေကုန်သွားတာကြောင့်ပြင်ပမှောက်ကိုပေါက်ဈေးငွေငွေကျပ်6000ဝန်းကျင်ဈေးရှိနေရလို့သိရပါဗျ။ပိတ်ပွဲအခမ်းအနားကျင်းပမဲ့ဝနာသိတိဘောလုံးကွင်းဟာထိုင်ကုန်အရေးအတွက်ပရိသတ်3000ဆန္ဒဖြစ်တဲ့အတွက်အများပြည်သူကြည့်ရှုနိုင်မှုအတွက်လက်မှတ်အရေးအတွက်8000ကျော်ကိုသာရောင်းချပေးခဲ့ပြီးဖြစ်တယ်လို့အားကစားဌာနကအစစ်မြစ်အရာရှိကြီးတဦးကဒီဇင်ဘာလ20ရက်နေ့ကပြောကြားခဲ့ပါဗျ။ ၎င်းကအများပြည်သူကိုရောင်းထားပြီးတဲ့ပိတ်ပွဲလက်မှတ်အရေအတွက်က8000ကျော်လောက်ရှိပြီးလက်ရှိအချိန်မှာ အများပြည်သူအတွက်လက်မှတ်တွေကတော့ကုန်သွားပြီဖြစ်ခါလက်မှတ်ရောင်းတာတွေကိုအောက်ဆောင်ဝင်ကြီးဌာနလက်အောက်မှာရှိတဲ့အားကစားနဲ့ကာယသိပ်ပံဦးစီးဌာနကနေပဲကိုင်တာမဟုတ်ဘဲသက်ဆိုင်ရာဝင်ကြီးဌာနအသီးသီးအနေနဲ့ကော်မတီတွေကိုခွဲပြီးဆောင်ရွက်တာဖြစ်ကြောင်းလက်ရှိမှာပြည်ပပြည်သက်တွေအတွက်ခွဲနှန်းချထားပေးတဲ့ဒေါ်လာ30ရန်90ရန်လက်မှတ်တွေသာရောင်းဖို့ကြံနေလို့ဆိုပါရယ် အဆိုပါပိတ်ပွဲလက်မှတ်တွေကိုနိုဝင်ဘာလ16ရက်နေ့ကနေစတင်ရောင်းချပေးခဲ့တာဖြစ်ပြီးဖွင့်ပွဲအခမ်းအနားမှာပြည်ရင်းပြည်ပမီဒီယာတွေအတွက်ဝင်ခွင့်လက်မှတ်ဆောင်ရေး300သားရရှိခဲ့ပြီးလက်မှတ်မရရှိခဲ့မှုကြောင့်ဝင်ခွင့်မရရှိတဲ့မီဒီယာအဖွဲ့တွေရှိခဲ့တဲ့အတွက်အခုပိတ်ပွဲမှာတော့လက်မှတ်ဆောင်ရေး900အထိတိုးမြင့်စီစဉ်ထားတယ်လို့သိရပါဗျ။နေပြည်တော်ဒေသခံကိုရန်နိုင်မိုးကနေပြည်တော်မှာလက်မှတ်ဝယ်ဖို့စုံစမ်းကြည့်တဲ့အခါကုန်ပြီလို့သိရပြီးရောင်းသွားတဲ့နေရာကမြို့မဈေးမှလို့သိရကား နေပြည်တော်ဒေသခံတော်တော်များများဟာလက်မှတ်တွေရောင်းပြီးသွားတာကိုမသိလိုက်ဘူးလို့ပြောကြခဲ့ပါတယ်။ Sea Games ပိတ်ပွဲအတွက်တရားဝင်သတ်မှတ်ထားတဲ့ဈေးနှုန်းတွေကတော့ရိုးရိုးရန်3000ကျပ်အထူးရန်9000ကျပ်သတ်မှတ်ထားတာဖြစ်ပြီးလက်ရှိအချိန်မှာနေပြည်တော်နဲ့ရန်ကုန်မြို့တွေမှာပိတ်ပွဲလက်မှတ်မှောင်ခုံဈေးနှုန်းတွေကတော့နေရအပေါ်မူတည်ပြီးငွေကျပ်9000ကျော်ကနေ6000ကျော်အထိပေါက်ဈေးရှိရလို့သိရပါတယ်။ Sea Games ပိတ်ပွဲအခမ်းအနားကိုနေပြည်တော်မှာရှိတဲ့ဝနသိတိကွင်းမှာဒီဇင်ဘာလ22ရက်နေ့မှာပြုလုပ်မှာဖြစ်ပါတယ်။